။ဦးဇင်းတို့ဒီကနေ့ခေတ်တချို့မြင်ရတာလေးတွေကထင်ရမြင်ရတဲ့ကိုမင်္ဂလာအမင်္ဂလာဆိုပြီးတော့ခွဲခြားနေကြတဲ့သဘောလေးတွေမြင်ရ။တချို့ကလည်းမျက်စိနဲ့မြင်လို့ရတဲ့အရာအမလီကြည့်ရတာကြက်သရေကိုမရှိဘူးအမလီသူတို့သဘောမကျတဲ့အာယုံကြက်သရေမရှိဘူးမင်္ဂလာမရှိဘူးပေါ့။တဘောကြတဲ့ဥစ္စာနဲ့တွေ့လို့ရှင်အမလီဒီလိုလေးမြန်မာမင်္ဂလာရှိတာစက်တည်ရှိတာဒါဒိဋ္ဌမင်္ဂလာအမြင် တချို့ကလည်းတုဒ္ဒမင်္ဂလာဒီငှအတန်ကြားရတာစက်သေးမင်္ဂလာမရှိဘူးသူကသူအော်တယ်သူတဘာဝတဲ့အော်တယ်ငှပဲဘာထူးနေတယ်လဲနော်တုဒ္ဒမင်္ဂလာမလဲဒီလိုလေးအတန်ဒီငှလေးကသိတရတာပဲဒီလိုလေးမှအတန်ကတရတာဒီလိုလေးမှနားထောင်ကောင်းတာတဘာဝအတိုင်းပဲနော်တိလိစံလေးသူတို့တဘာဝအတိုင်းပဲဒီတိလိစံလေးရဲ့အော်တန်ကြောင့်ပဲဖြစ် မင်္ဂလာအမင်္ဂလာဖြစ်စရာအကြောင်းမရှိပါဘူးတချို့ကလည်းမုဒ္ဒမင်္ဂလာလို့အတွေ့အထိမင်းဒီလိုကောင်းကောင်းလေးနေရထိုင်ရတာမင်္ဂလာရှိတာပေါ့မင်းလေဒီနေရာကြီးခြေချရတာကွာဒီတင်းကြိုင်းကြီးခြေချရတာကွာဒီဒီအိမ်လာရတာကွာကြက်သရေကိုမရှိဘူးဟုတ်လားသိကောတချို့အစင်းတန်းခွဲတဲ့ပုံကိုယ်တွေအဲ့လိုမျိုးတွေနော်မင်္ဂလာရှိမရှိဆိုတာကိုတို့အမြင် အကြာအတွေ့အထိဒီသုံးခုကိုအခြေခံပြီးတော့စိတ်ထဲရှိသလိုယူဆသတ်မှတ်ကြ။နေရီမှာဆိုရှိသေးတယ်မလဲအိမ်ရှိဘယ်အပင်မဆိုင်ကောင်းမှုအိမ်နောက်ဘယ်အပင်မဆိုင်ကောင်းမှုဘယ်ချင်းဘယ်ငှက်လာအဝင်ဟလာမင်္ဂလာမရှိဘူး။ဟလာပြည်စည်းဥစ္စာလဲလဲရောင်းဝယ်လဲဘယ်နှစ်ဘယ်ရက်မရောင်းရမဝယ်ရဘူးငကလှဲ့တွေရက်ရစာတွေပြက်တရာတွေနဲ့ဟွန်း ဒါရညာဥစ္စနဗုဒ္ဓဝါဒမဟုတ်ဘူးဗုဒ္ဓဝါဒမင်္ဂလာအမင်္ဂလာအဲ့ဒါပြောတာလည်းမဟုတ်ဘူးဒါလောကီအကျိုးအဆတဲ့ဒါတွေကိုအမှန်လို့တကယ်ဒီသူတို့ထင်မြင်တဲ့အတိုင်းတကယ်ဖြစ်တယ်လို့ယုံကြည်စွဲလန်းရင်ဘုရားရှင်ရဲ့သာသနာတော်မှာအခြေခံဖြစ်တဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုပယ်ရရောက်တယ် ဓမ္မတက္ကတာတမ္မာရတိဆိုတာကောင်းမှုမကောင်းမှုကိုလောက်ရင်ကောင်းမှုမကောင်းမှုဆိုတဲ့အဲကံအတိုင်းပဲကောင်းကျိုးမကောင်းကျိုးကိုဖြစ်စေတယ်လို့ယုံကြည်လက်ခံတဲ့ကမ္မတက္ကတာတမ္မာရတိအခြေခံပျက်စီးတတ်တယ်နော်တရိထားဖို့လိုတယ်တရိထားဖို့လိုတယ်တချို့ကအစွန်ရောက်လုံးနေအဲ့ဒါအစွန်ရောက်လုံးနေကောင်းတာမဟုတ်ဘူးဘုရားဘာသာရဲ့မြတ်စွာဘုရားဆုံးမတဲ့အတိုင်းဘုရားဘာသာဆိုလို့ချင်း မင်္ဂလာရှိခြင်းနဲ့အပြစ်ကင်းရတဲ့ကုသိုလ်ရနိုင်တဲ့အလုံးကောင်းတဲ့အလုံးကိုလုံးဒါဆိုရင်ကောင်းကျိုးကိုရမှာဒါမင်္ဂလာရှိမှာအဲအဲ့လိုမလုပ်ဘဲနဲ့အကုသိုလ်ဖြစ်နိုင်ကြောင်းအလုံးတွေကိုလော့ရင်တော့ဘာမင်္ဂလာမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့မင်္ဂလာဟုတ်မင်္ဂံပါပန်လူနာတိစိန်တတိတိမင်္ဂလာမကောင်းမှုအကုသိုလ်တွေကိုဖြတ်စည်းပြီးတော့ ကောင်းမှုကုသိုလ်တွေကိုဖြစ်ပွားစေတတ်လို့မင်္ဂလာတဲ့ဗျာဒါမှလို့တကယ်မင်္ဂလာဆိုတာအဲ့ဒါထင်ရမြင်ရတွေကိုမင်္ဂလာအမင်္ဂလာခွဲနေဖို့မလိုဘူးဗော